အဲ့ဒါအလောက်ကြောင်တော့အုံတော့ကအတွေးခေါ်အလောက်ကြောင်တော့မမီဘူးမမီဘူးဒါမှမဟုတ်အရင်နဲ့ဆိုင်တော့ကောင်းလာမယ်လို့တော့မျှော်လင့်ချက်ရှိတယ်ယုံကြည်မှုလည်းရှိတယ်ပေါ့အရင်နဲ့ဆိုင်တပေါင်းပွဲတော်ကြောင့်နေပြည်တော်နဲ့ပြည်မနာတဝိုက်မှာဖျားပွဲစည်းရီနဲ့လှုပ်ရှားစီကအသက်ဝင်နေပါတယ်နေပူကျဲကျဲအောက်ကလူတွေတိတ်ကျိတ်တို့စီကားနေတဲ့ပွဲစီမှာတင်ပြူးဖြာတွေလိုက်ရောက်နေတဲ့ကိုကြော်ကြော်က အစိုးရအသစ်တက်လာတဲ့အခါစီးပွားရေးတွေတက်လာပြီးအလုတ်ကင်ခွင်လန်းတွေပွင့်လာမယ်လို့မျှော်လင့်နေပါတယ်။လူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ဥစားမှုနဲ့အခုအပြောင်းလဲဖြစ်နေတဲ့အပေါ် သူကတိတ်ကိုကျေနပ်နေပါတယ်။အောက်ခြေလူဒန်းစားတွေအလုံးတက်တာချောင်ချီပြီးအစဉ်ပြေဖို့သူမျှော်လင့်တယ်လို့အခုလိုပြောပါတယ်။ငန်းပေါ့လုပ်ငန်းတွေပြောင်းလဲလို့လာမယ်နောက်စီးပွားရေးတွေတိုးတက်လာမယ်လို့တော့ယုံကြည်မှုရှိတာပေါ့နော်။ လုပ်ငန်းကင်ကန်အခွင့်အလမ်းတွေလေးတော့ကျွန်တော်တို့ကျေပြန့်လာမယ်လိုလက်လက်လုပ်ငန်းဝင်ရမယ်အဲ့လိုမျိုးတွေတို့မျောလင့်တာရှိပါတယ်ရှိပါတယ်ကျွန်တော်တို့မေစုကိုမဲပေးရတာကျင်းတဲ့နှစ်သက်အားရမှုအများကြီးရှိပါတယ်အဲကျွန်တော်တို့အကုန်လုံးအောက်ခြေလူလန်းသားတွေအကုန်လုံးပြေလဲချောင်ချီအောင်စီးပွားရေးလုပ်ငန်းကင်ကန်တွေစားရေးတောက်ရေးပေါ့နေရေးထိုင်ရေးတွေအစအကုန်လုံးပြေးပြေးလဲလဲချောင်ချီချီဖြစ်မယ်လို့တို့မျောလင့်တာ စစ်အာဏာရှင်ကြီးဗိုလ်ချုပ်မှုကြီးဟောင်းတန်းရွှေကနေဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်စီ2011ခုနှစ်ကအာဏာအလွှဲပြောင်းမှာတော့စီးပွားရေးတွေကျသွားပြီးနေပြည်တော်မှာစောက်လုပ်ရေးလုပ်ငန်းတွေနားလိုက်တာကြောင့်ရောင်းဝယ်မှုတွေကျသွားတယ်လို့ပြင်းမနာကစေးဆိုင်ပိုင်ရှင်ဥပပုကဆိုပါတယ်။ဘုကောမနာဗိုလ်ချုပ်မှုကြီးဦးသိန်းရွှေရနေပြီးတော့တမလာကြီးဦးသိန်းစိန်ကိုလွှဲလိုက်တဲ့အချိန်ကစပြီးတော့ပဲစီးပွားရေးကကျလာပါကျကုန်စီးပွားရေး ဘာလို့ဆိုတော့ဒီမှာနည်းနည်းအသီးသေးကနေပြီးတော့လာပြီးအလုပ်လုပ်ကြရတယ်လေအဲကုမ္ပဏီတွေအမျိုးမျိုးပါညာရှိတယ်လေအဲ့တော့ဆောနာကမ္ဘာကြီးဥဒိတ်စိန်တက်လာပြီးတော့လေးလလောက်နေတဲ့အခါကျတော့လုံငန်းအခွင့်အရေးအားလုံးကိုနားတယ်ပေါ့နေပြီးတော့ဖြစ်ရေးအထီကိုအဆောက်အဦတွေပါညာပြီးနားလိုက်တော့အနေနဲ့အသီးသေးကနေပြီးတော့လာပြီးအလုပ်လုပ်တဲ့လူတွေကဒေတာတွေပြန်ကုန်ကိုဒေတာကိုပြန်ကုန်အလုပ်ကမရှိတော့အဲ့တော့ရောင်းဝယ်ဖောက်ကမ်းမှုတွေကကျဆင်းသွားတာပေါ့ လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့အရတအစိုးရလက်ထက်မှာတော့အခြေအနေတွေအားလုံးကောင်းမွန်လာမယ်လို့လူတိုင်းကမျှော်လင့်နေကြတာပါ54နှစ်ကြာစစ်အုပ်ချုပ်မှုတစ်စက္ကန့်ရတော့မယ်မြန်မာပြည်မှာလူမှုရေးနဲ့စီးပွားရေးတွေပြန်လည်ဥမော်လာဖို့ NLD ပါတီကိုသူတို့တွေမဲပုံပေးခဲ့ကြတာဖြစ်ပါတယ်ဒေါ်စုရဲ့စနစ်ပေါ့လေအဲဒေါ်စုစနစ်ပြောင်းလာပြီလို့ရှိရင်ဒေါ်စုရဲ့အုပ်ချုပ်မှုရောက်လာခဲ့တော့ရှိရင်တော့အခြေအနေအရရကကောင်းလာမယ်လို့ လူတိုင်းလူတိုင်းမျောလင့်နေပေါ့မျောလင့်နေပေါ့အခုလောလောဆယ်အနေထားကတော့လူတိုင်းလူတိုင်းကကြက်တဲနေရောင်းရဖောက်ကမ်းမှုတွေကလည်းကြာသိလားတော်တော်များများမိသားစုတိုင်းမိသားစုတိုင်းတွေမှာပြည်လည်မှုဆိုတာမရှိသလောက်ပဲအဲအဲ့ဒါအလောက်ကြောက်တော့အုံနောက်ကအတွေးခေါ်အလောက်ကြောက်တော့မမီဘူးမမီဘူးဒါပေမဲ့အရင်နဲ့ဆိုင်တော့ကောင်းလာမယ်လို့တော့မျောလင့်ချက်ရှိတယ်ယုံကြည်မှုလည်းရှိတယ်ပေါ့အရင်နဲ့ဆိုင်ပေါ့အခုလေးလပိုင်းနောက်ပိုင်းလောက်ကနေစပြီးတော့ပေါ့အဲ့လိုပေါ့